ကျွန်တော်အားလုံးပဲမင်္ဂလာပါ GTA အပိုင်း6ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် GTA အပိုင်းမှာဆိုရင်တော့ mission gameplay ထက် storyline ကပိုများနေတာဖြစ်တဲ့အတွက် gameplay ရော storyline ရောမျှတအောင်ထည့်ပေးထားပြီးကြည့်အားစင်ပြအောင်ပြုလုပ်ပေးထားပါတယ် GTA အပိုင်းရဲ့အဆမှာတော့ CJ ရဲ့ border drive cruise street မှာ border တွေအုပ်လိုက်ပြီးပါတီပြင်းပါပြီးတော့ပျော်ပါးနေရတဲ့စတာပါတယ် ဲ့ဒီအချိန်မှာပဲအရင်ဘိုင်းရမရှင်မှာတော့ဒီဘောလက်စကန်ရဲ့အရှိပိုင်းခေါင်းဆောင်အပါဝင်တခြားမှန်ပါဝင်များစွာသူတို့ရဲ့ funeral ထဲထိသွားပြီးပစ်ခတ်ခဲ့တာကိုလက်ထင်ထိပြီးတော့ဒီဘောလက်စကန်နဲ့ကျွန်တော်တို့ Bruce Lee နဲ့မြင်တဲ့အထိဒါရှင်းတော့ပြန်ပြီးခံပြီးတော့ပြစ်ပြရမယ်ခံမယ်ဖြစ်ပါတယ်အဲ့လိုနဲ့ဒီ bullet scan နေရ cruise fee ကိုအကုန်လုံးဝိုင်းပြီးတော့အဖက်ဖက်ကနေဝိုင်းပြီး soft blow တီးနေတာကိုပြန်ခံပစ်ပြီးအကုန်လုံးကိုရှင်းပြရအောင်မှာဒီ machine ကပြီးရပါတယ် နောက်တစ်ပိုင်းရဲ့အဆောက်မှာတော့ Sweet CJ Bismont နဲ့ Rider တို့ကသူတို့ရဲ့ Group Street Ground ကိုပုံမှန်အင်အားတောင့်စီဖို့အတွက်ဒီကွဲပြားနေတဲ့ Group Street Family ကိုပြန်လည်စုစည်းဖို့တိုင်ပင်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့တိုင်ပင်ပြီးရဲ့နောက်ညီကို၄ယောက်ကဒီ Group Street Family ရဲ့မမ္မာဝင်နေရှိနေမော်တယ်တစ်ခုလိုက်သွားခဲ့ကြတယ်။လိုက်သွားပြီးတော့ Sweet ကအရင်ဆုံးမော်တယ်တွေဝင်သွားတယ်။ပြီးတော့ CJ ကလိုက်သွားဖို့လှုပ်နေတဲ့အချိန်မှာဒီ Yorker ရဲ့ဟယ်လီကော်ပတာနဲ့အုပ်လိုက်ရောက်လာပြီး Wine Soblo တီးရအောင် CJ ရှင်းပေးပြီးတော့ Sweet ကိုကယ်ရမယ့်အခန်းပဲဖြစ်ပါတယ်။ ရခိုင်မှာအားလုံးပဲတွေ့ကြလားမသိဘူး CJ တယောက်အောက်ဆင်းပြီးတော့အထက်ဝင်သွားဖို့လုံနေတဲ့အချိန်မှာ Facebook နဲ့ Writer ရဲတွေလာတာမြင်ပြီးတော့ဟိုတော့တွားနေတယ်ဒီကောင်ထားလိုက်တော့ဆိုပြီးတော့သူတို့ပြေးဖို့ပြောတယ်ပြီးတော့ CJ ကမြင်အောင်ငါကတော့ကဲမှာပဲဆိုပြီးနေခဲ့တဲ့အချိန်မှာဟိုနေရောက်ကကားနဲ့ပြန်ထွက်သွားတော့မြင်ရမှာဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုတော့နောက်အပိုင်းကျရင်တေချာတိရမှာပဲဖြစ်ပါတယ်အဲ့လိုနဲ့ CJ တယောက်သူတယောက်နဲ့အထက်ဝင်သွားပြီးတော့စီကိုမရရအောင်ကဲတယ်ရဲတွေကလည်းအများကြီးဆိုရင်တယောက်တည်းရအောင်ဖြစ်ပြီးတော့စီကိုကဲပြီးတဲ့နောက်မှာနှစ်ယောက်တူတူပြန်ရအောင်ထွက်လာမယ်အခမ်းအနားဖြစ်ပါတယ် အဲ့လိုနဲ့စီချိန်နဲ့ဆူရတွေ့ရတဲ့နောက်ဒီအိမ်ရဲ့ခေါင်းဘောကနေပြေးဖို့လှုပ်တဲ့အဲ့ချိန်မှာရဲတွေဟဲလီကော်ပတာနဲ့တွေ့ပြီးဒီဟဲလီကော်ပတာကိုရောက်ပစ်ချတယ်ပစ်ချပြီးလေကပြီးစင်းသွားပြီးရနောက်မှာတော့ဘစ်ပုန့်နဲ့ရိုက်တာတို့ကကားနဲ့ထင်ခေါ်သွားပြီးတော့ကယ်သွားတယ်ပေါ့အဲကယ်သွားပြီးရနောက်မှာမပြီးသေးဘူးရဲကရနောက်ကအများကြီးတန်းစီပြီးလိုက်လာတော့မှကားဘောကနေတစည်းပစ်စည်းပစ်ခွဲပြီးရတယ်ပစ်ခွဲပြီးနောက်ဆုံးဒီကောင်လေးရဲ့လမ်းအပိတ်ကိုရောက်သွားတယ်ပြောရမယ်ချောင်ပိတ်မိသွားတဲ့အချိန်မှာတော့မှ ဟိုမသိရင်ဖမ်းမိသွားတဲ့အထာနဲ့ဇလန်းကပြီးသွားပြီမယ်နောက်ကျမှတိလိုက်ရတာဒီကောက်ဒီလမ်းဆုံးကနေပစ်ချလိုက်ပြီမယ်သူတို့လေးယောက်လောကောက်ကခုန်ချပြီးတော့လွတ်သွားရဲပေါ့ဗျာအဲ့လိုနဲ့လေးယောက်လောအသက်ရှင်ပြီးတော့ဒီမရှင်ကပြီးသွားပါတယ်နောက်မရှင်ရဲ့အဆမှာတော့ CJ ညမှာကန်တရဲ့ရေးစားဖြစ်တဲ့စီစားကနေပြီးတော့ CJ ကိုဖုန်းဆက်လာတယ်ငါမင်းကိုရေးကြီးပြကြရတခုရှိတယ်အမင်းအခုငါချိန်တဲ့နေအောင်ချက်ချင်းလာမှရမယ်ဆိုပြီးတော့ပြောတယ်အဲ့လိုနဲ့ CJ ရောက်သွားတဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းက စီကျဲတငယ်ကြီးရင်းကြီးဖြစ်တဲ့ rider နဲ့ pace mode တို့ကသူ့ကိုတစ်ဆက်ဖောက်ပြီးတော့ bolus ခံအပါဝင်ရဲသားကြီးခူလာရွှေနဲ့ပေါင်းပြီးကျန်နေအောင်မြင်လိုက်ရတာပဲဖြစ်ပါတယ်အဲ့လိုနဲ့စီကျဲတယောက်ဒီမြင်ကိုမြင်ပြီးတဲ့နောက်မှာလုံးဝ short ရသွားပြီးတော့သူချက်ချင်းတရီရလိုက်ရတာဆွေလုံးကြခံရအောင်မယ်ဆိုတာပဲဖြစ်ပါတယ်အဲ့လိုလေ CJ လဲဆွရှိရနေအောင်အများဆုံးလိုက်သွားပြီးဟိုရောက်တဲ့ခါမှာသူထင်တဲ့အတိုင်းပဲဆွအပါဝင် Cruise Street Family ကို Bolus Khan ကောင်းနေရဝိုင်းပြီးတော့အမဲဖြတ်စရင်ရှင်းနေတာပဲဖြစ်ပါတယ် အဲ့လိုခဏကြာတော့ဆွေလည်းတနက်မှန်သွားပြီ CJ နဲ့သူ့လူတွေလည်းဒီ bowler scan အကောင်တွေကိုရအောင်ဖြည့်ရှင်းပေးနေပြီမဲ့နောက်ဆုံးပါတော့ရဲသားကြီးကုလားရှိရောအဖွဲရောက်လာပြီး CJ ကိုလည်းဘလို့မှမလွတ်နိုင်တော့ပဲအဖမ်းခံလိုက်ရပါတယ် ဲ့လိုနဲ့စီရတော့အဖမ်းခံထားပြီးစေးုံတင်ထားတယ်။ CJ ကိုကြတော့ဒီနုနဲ့ဝေရနေမြင့်အစ်တစ်ခုဖြစ်တဲ့တော့ဟိုတယ်လာထားသွားပြီးတော့ Officer Tiffany တို့ကသူ့အတုံးချပြီး mission နဲ့လောက်ခိုင်းမှာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ CJ နဲ့အတူတူဒီနေမြင့်အစ်တစ်မှာဘလို့ mission နဲ့ဆက်လုပ်သွားမလဲဆိုတော့နောက်အပိုင်းမှာဆက်လက်ကြည့်ရှုပေးကြပါအောင်လို့အဆုံးထိကြည့်ရှုပေးတဲ့တယောက်ဖြစ်နေတယ်လို့ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။